စစ်ကောင်စီနဲ့အရကတတအေတို့ဟာပြည်ကတဲ့ဖေဖော်ဝါရီလ20ရက်နေ့ကစေမိုးကြီးရအင်းကစတ်တန်ခဲ့တဲ့ကြောက်ဖြူတိုက်ပွဲဟာအခုဆိုရင်တလတတိပြေခဲ့ပြီဖြစ်ပါတယ်အဲ့ဒီနောက်ဥကနဲ့ကြက်ထင်စားတဲ့ကြေးရွာတွေမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီးတနေ့မှရန်နာတာမရှိသလိုလက်ရှိတိုက်ပွဲဧရိယာဟာလည်းဒညဝတီရေတက်ဌာနချုပ်အနေကိုတဖြည်းဖြည်းရှင်းကဲလာနေပါဗျ လက်ရှိတိတ်ပွဲဟာစစ်တိုးရွာအနေအထိရောက်ရှိလာပြီးတော့အဲ့ဒီစစ်တိုးကျရွာဆိုတာဟာဒီညောင်ဒီရေဒါဌာနချုပ်နဲ့ကက်လျက်ရှိနေတာဖြစ်ပြီးတိတ်ပွဲစက်ဖြစ်ကလေးကရက်တက်နေဆိုတာမရှိသေးဘူးလို့ကြောက်ဖြူဒေသခံစရဲတန်းရမြင့်တူကပြောပါတယ်။ဒါပြန်ကြောက်ဖြူမျိုးအမက်30နဲ့ရေတန်းရံအနေရှိဒေါ်တန်းတောင်အကနှမ်းဖေးတောင်ကျရွာအနေတွေမှာလဲမက်လ19 20ရက်နေ့တွေမှာ ထိတဲ့တပွဲတဲ့ဖြစ်ပွားကြပြီးတိတ်ပွဲ area ဟာလည်းကျပြန်းလာတာဖြစ်ပါတယ်။ဒင်ယဝတီရေဒတ်ဌာနချုပ်ဟာကြောက်ဖြူမြို့ရဲ့အရှိတ်ဖက်အဖြောင်းမှိုင်လင်းမှိုင်ခန့်အကွာမှာတည်ရှိပြီးတော့ခလရ၃လတန်ရန်ဟာဒင်ယဝတီရေဒတ်ဌာနချုပ်ရဲ့အနောက်ဖက်ခနိုင်မှိုင်ခန့်အကွာမှာတည်ရှိတာကြောင့်အခုတိတ်ပွဲတွေဟာမြို့နဲ့နင်းကက်လာတဲ့သဘောဖြစ်ပါတယ်။ အခုတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကစစ်ကောင်စီတပ်အရေးပါတဲ့နေရာတွေဖြစ်တယ်လို့ဒညဝတိရေတပ်ဌာနချုပ်ပဲဖြစ်ဖြစ်အမှတ်30နဲ့ရေတံပဲဖြစ်ဖြစ်အဲ့ဒီထဲကတခုကြာသွားမယ်ဆိုရင်မြို့အစွန်ကအမှတ်902အမှတ်953စစ်ကောင်စီတပ်ရန်တွေနဲ့မြို့အထက်ကအမှတ်3လခလရတပ်ရန်တွေဟာဘာမှလုပ်လို့မရတော့ဘူးလို့ကြောက်ဖြူဒေသခံမြို့သားတို့ကပြောပါတယ်